အလုံးမင်္ဂလာပါ Cocaine the Football Show ကနေကြိုဆိုပါရယ် BBC Transfer Gossip ကဏ္ဍမှာဖော်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာပရမတ်တို့ငါတော့ Manchester Evening News ကဖော်ပြထားတဲ့ Man United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Manchester United အသင်းဟာ England တိုက်စစ်မှု Marcus Rashford နဲ့ Brazil ကွင်းလယ်လူ Casemiro အပါအဝင်နောက်ထပ်ကစားသမား10ယောက်အထိအသင်းကနေရောင်းချဖို့စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာ ယူနိုက်တက်အသင်းရဲ့သွေးသစ်လောင်းမှုတွေကိုကျွန်တော်တို့ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာအထူးတလဲမြင်ရဖို့ရှိတယ်။မန်ယူနိုက်တက်တင်မဟုတ်ဘူးလီဗာပူးအသင်းရဲ့သွေးသစ်လောင်းမှုတွေလည်းဆက်လက်မြင်ရဖို့ရှိတယ်လို့ချယ်ဆီအသင်းရဲ့လူငယ်စီမံကိန်းကနေခေါ်ယူထားတဲ့ကစားသမားတွေလည်းအသင်းကိုရောက်ရှိလာဖို့ရှိတယ်။အာစနယ်အသင်းကလည်းထိုနည်းတူပါပဲဒီနှစ်ရာသီမှာအာမတန်လိုမန်ရှော့ခဲ့ရတဲ့ 300ရာဒီမြောက်သူတို့ရောက်လာပြီအဲ့တော့နောက်တရာဒီမြောက်မှာအာဆနယ်တင်းတာဝန်ရှိတဲ့သူတွေလုံးဝအမားကြီးခံမှာမဟုတ်တဲ့ရွေချက်နဲ့လူခေါ်မှုတွေအများပြားလုံနိုင်တယ်မန်စီးတီးကလည်းထိုနည်းတူပဲဒီနေ့ရာဒီသူတို့ ဖင်ဖို့ခေါင်းဖို့ခံခဲ့ရတယ်အဲ့အတွက်ကြောင့်နောက်ရသည်မှာအင်ပြစ်အားပြစ်မန်စီးတီးဖြစ်အောင်ပက်ဂွာဒီယိုလာကိုမန်စီးတီးအသင်းတာဝန်ရှိရသူတွေအကောင်းဆုံး supporting လုပ်ပါလိမ့်မယ်ဒီအသင်း၅အသင်းရဲ့လူဝင်အားဖြစ်တင်းမှုတွေကအခုနွေရသည်အပြောင်းရွှေ့ကာလမှာကျွန်တော် share ကြည့်ရမှာပါတိုးပင်မယ် Premier League ကချမှတ်ထားတဲ့ financial fair play rules ရှိပါတယ်ဆွတ်ဆက်ပြီးတော့ခေါ်ကျင်တိုင်းခေါ်လို့မရပါဘူးအဲ့အတွက်ကြောင့်အသင်းကကစားသမားတွေကိုပထမဦးစွာအနေနဲ့ရောင်းထုတ်ဖို့လိုလာပါတယ်ဒီချိန်မှာ Sergeant Redcliffe တို့ကတော့ အသင်းကဘန်ဒါယီဟန်ဂျဲညီမြအောင်ကစားသမားရှင်းထုတ်မှုတွေကိုအရင်လှုပ်ဆောင်မယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ United အခုရောင်းဖို့စီစဉ်ထားတဲ့ကစားသမားတွေထဲမှာ Rashford နဲ့ Casemiro တို့နှစ်ယောက်သာဘိုင်နိန်းထွက်သေးပေမဲ့တခြားသောနာမည်ကြီးကစားသမားတွေလည်းပါဝင်လာနိုင်ပါတယ်။ဥပမာတနေ့တုန်းကသတင်းထွက်ခဲ့တဲ့ Andre Onana ပေါ့ Sorry Pro League ကိုပြောင်းမယ်ဆိုတော့ သတင်းမျိုးတွေကျွန်တော်ကြားခဲ့ရတယ်လို့အန်တိုနီကိုလည်းရောင်းမယ်ဆိုတဲ့သတင်းမျိုးတွေကြားထားရပါတယ်။တခြားသောကစားသမားတွေဖြစ်တဲ့ Johnny Evans တို့ Landlof တို့ကိုစာချုပ်ဖြတ်သိမ်းတာမျိုးတို့ Harry Maguire ကိုရောင်းလိုက်တာမျိုးတို့စတဲ့အယောင်းဝယ်တွေလည်းဖြစ်သွားနိုင်ပါတယ်။အဲ့တော့တေချာတကူကတော့နောက်နေရာဒီအပြောင်းရွှေ့ကာလမှာ United ရဲ့အသွင်သစ်အမြင်သစ်တနည်းအားဖြင့် Ruben Amorim လိုချင်တဲ့လူစင်းစုဖွဲ့မှုတစ်ခုကိုတရားခိုင်တော့မဟုတ်ရင်တောင်မှ90ခိုင်တော့လောက်ပေါ့နော်တဝက်လောက်ထိမြင်ရဖို့ရှိနေပါတယ်။အဲ့တော့ကျွန်တော်အခုထပ်ဆွေးနေရမှာ Marcus Rashford ရောင်းတင်လား Casemiro ရောင်းတင်လားဆိုတဲ့အပိုင်းပေါ့မနေ့ကကစားခဲ့တဲ့ Lavia နဲ့ပွဲစဉ်မှာ Rashford တော်တော်ကောင်းတယ်ဗျဒါပေမဲ့အဲ့ဒီပွဲထဲကြည့်ပြီး Rashford ကိုရရှိယုံကြည်လို့ရသလားဆိုတဲ့မေးခွန်းပြန်မေးရင်ကျွန်တော်လည်းမဖြေနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ Marcus Rashford တို့ Jadon Sancho တို့ Christopher Nkunku တို့ကစိတ်တက်တိတ်ပြီးတော့မရင်ကျက်တဲ့ကစားသမားတွေသူတို့စိတ်တက်မကောင်းခိုးဆိုးလူနိုင်တယ်လို့ပြောတာမဟုတ်ဘူးနော်ကံကားဘာမလုံးလို့ပြောတာမဟုတ်ဘူး မချူရမဖြစ်တာမရင်ချက်တာအဲ့တော့ United မှာကစားစဉ်အချိန်ကာလတုန်းက Marcus Rashford ရဲ့ပုံစံနဲ့ဒီ Levia နဲ့ပွဲစဉ်မှာကစားခဲ့တဲ့ Marcus Rashford ပုံစံဆိုရင်လုံးဝ opposite ပဲဟာအဲ့ကောင် Rashford လားလို့တော့မေးယူရမယ် style ဖြစ်ပါတယ်ဆိုတော့ Rashford အနေနဲ့ United အသင်းမှာစတင်ထွန်းတောက်ခဲ့ပေမဲ့မဖြစ်နိုင်တော့ဘူးမကစားချင်တော့ဘူးဆိုရင်သက်ဆိုင်ရာ club အသင်းတစ်သင်းကိုပြောင်းလိုက်တာကတော့ကောင်းမယ် Manchester United အတွက်လည်းတင့်တင့်နဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏတရရမှာဖြစ်တယ်လို့ ယူနိုက်တက်ကပေးချင်နေရတဲ့3သိန်းကျော်လောက်ခပမာဏရေလဲယောနေသွားဖို့ရှိတယ်အဲ့အတွက်ကြောင့် Rashford ဒါ Aston Villa ကိုပြောင်းရင် Villa အနေနဲ့လည်း Rashford ရဲ့အကောင်းဆုံးအခြေအနေကိုပိုင်ဆိုင်ခွင့်ရမယ် United လည်းထိုက်တဲ့အလျောက်အမောက်ပမာဏတရဲ့ပြန်ရမယ်3-3ပလေအဆင်ပြေတဲ့အပြောင်းရွှေ့တစ်ခုဖြစ်တယ်လို့ထင်တယ်အဲ့အတွက်ကြောင့် Rashford ကတော့ရောင်းတင်တယ်နောက်တစ်ယောက် Casemiro သူကတော့တိတ်ပြောနေစရာမလိုဘူးပေါ့နော်မတန်တဆလာတာတွေနင်းကံပြီးပေးထားတဲ့အတွက်ကြောင့်ဒီစားသမားကိုဒီရသည်မှာဆက်ထားတော့မှတိတ်ပြီးအဆင်မပြေဘူး ကက်စီကဘယ်လိုမျိုးခြေသွင်းပြနိုင်တဲ့ဘာညာဆိုတာကျွန်တော်လက်ခံတယ်တပွဲနှစ်ပွဲသုံးပွဲထားပါတော့လေးငါးပွဲအဲ့လောက်ပဲနောက်ဘောလုံးရာသီတွေမှာအဲ့လိုခြေသွင်းပြမယ်လို့ယုံကြည်လို့မရသလိုနောက်3-4နှစ်မှာအဲ့လောက်ထိခြေသွင်းခံမယ်လို့လည်းယုံကြည်လို့မရဘူးအဲ့ဒါကြောင့်တန့်ခေါ်ကက်စမဲရိုကို market threshold ထက်တောင်ပို့ပြီးတော့ရောင်းချတင်တယ်လို့သုံးသပ်မိပါတယ်ခင်ဗျာကဲကျွန်တော်နောက်တဲ့သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ Mundo Deportivo ကဖော်ပြထားတာပဲဖြစ်ပါတယ် Barcelona အသင်းက နယူကတ်ဆယ်နဲ့အီတလီကွင်းလှည့်ကစားသမားဆန်ဒရိုတိုနယ်လီကိုစိတ်ဝင်စားနေပြီးတော့သူ့ရဲ့အသင်းပေါ်ဆွီဒစ်တိုက်စင်မှုအလက်ဇန္ဒားအီဆက်တို့ကိုလည်းတပြိုင်နက်ကမ်းလှမ်းမှုပြုလုပ်ဖို့အလားအလာရှိနေတယ်လို့ကောလာဟာလာထွက်လာတယ်ပေါ့ဗျာဒါကတော့ကောလာဟာလာသတင်းမှာဆိုတော့ဒီကောလာဟာလာသတင်းပေါ်ပဲအခြေခံပြီးကျွန်တော်ဆွေးနွေးရမယ်ဆိုရင်ဘာစလိုနာကကိုယ့်အထာနဲ့ကိုနေတင်တယ်လို့ထင်တယ်ကျွန်တော်အမြဲတမ်းလိုလိုပြောဘူးလို့ပေါ့ဘာစလိုနာမှာယတနာတိုက်ကြီးရှိတယ်အဲ့ဒါကလာမာစီယာပဲ ကဘာပေါ်ကကောင်းပေညွန့်ပေဆိုတဲ့ဘောလုံးအကယ်ဒမီတွေနဲ့ရှင်လို့ရတယ်လာမာစီယာထွက်တဲ့ကစားသမားကောင်းတွေမှအများကြီးပဲတကယ်တမ်းလဲကျန်းတဲ့ကစားသမားတွေကြီးပဲအဲ့တော့ဒီကစားသမားလေးတွေကို group ဖြစ်အောင်အသင်းမှာနေရာပေးပြီးသွားမယ်ဆိုရင်ဘာစလိုနာပုံတရံအတွင်တဲ့မြင်ရလိမ့်မယ်သို့တော့ဘာစလိုနာအတွက်အဓိကပြဿနာကဘာစလိုနာဥက္ကဋ္ဌလာပေါ်တာပဲ မကောင်းလို့ပြောရမို့အသင်းကိုအရင်ချစ်တဲ့အတွက်ကြောင့်အတကြီးတဲ့သူတွေ Real Madrid ကဟိုးရင်ကတည်းကအဲ့လိုကစားသမားကောင်းတွေကြီးပဲရှောက်ခေါ်ပြီးသွားတာသူတို့ရဲ့ကာချာကြီးလို့ဖြစ်နေ Barcelona ကျတော့လက်ရှိချိန်အဲ့လိုသွားခဲ့ဘူးပင်မဲ့အဲ့လိုမသွားသင့်တော့ဘူးလက်ရှိဘန်နာယီအခက်ခဲတွေအကျက်တဲတွေရင်ဆိုင်နေရတာလည်းအားလုံးအသိပဲဒီနေ့ Danny Olmo ကိုအသေးအံ register လုပ်ခဲ့ရတာလည်းအားလုံးအသိပဲဒါကြီးကိုတီးလျက်နဲ့ Real Madrid ကိုပြိုင်ချင်းဆိုင်ချင်းစိတ်တစ်ခုတည်းနဲ့ နော်ကစားသမားကောင်းတွေရှောက်ခေါ်မယ်ဆိုရင်ဒီတန်တရာထဲမှာပဲလဲနေအောင်မှာအီဆက်ကိုပေးရမယ်ပြောင်းရွှေ့ခြင်းနဲမှာမဟုတ်ဘူးဗျာတိုနယ်လီကိုလည်းနျူကာဆယ်ကလွယ်လွယ်ကူကူရောင်းမှာမဟုတ်ဘူးဒီသတင်းတိုင်းသာဆိုရင်ပြောပြတာအဲ့ဒီကြောင့်ကျွန်တော်တယောက်တည်းယူဆပုံရဆိုရီယယ်မက်ဒရစ်အထာမလုံးနဲ့ကိုယ့်အထာနဲ့ကိုသွားရင်ရီယယ်မက်ဒရစ်ကိုအကောင်းဆုံးရင်မောင်တန်းနိုင်တယ်သူတို့ရဲ့လူငယ်လူငယ်စီမံကိန်းကြီးကြောက်စရာကြီးအဲ့လာမာစီယာထွက်လာတဲ့ဒီနေ့ချာတိတ်တွေကိုပဲကြည့်ဒါကိုအသင်းရဲ့ အတွေ့အကြုံရင်ကစားသမားတချို့နဲ့ပေါင်းပတ်ပြီးလူငယ်စီမံကိန်းပုံစံသွားမယ်ဆိုရင်တော့ Real Madrid ကိုအကောင်းဆုံးပခုံးချင်းရှင်နိုင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီသတင်းတွေကလည်းတိတိပပမဟုတ်သေးတဲ့အတွက်ကြောင့်ကောလာဟာလာဖြစ်ဖို့ပဲများပါတယ် ဒါပေမဲ့ Louis DS ကတော့ချုပ်တင်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းမျိုးတွေကြားထားရပါတယ်ခင်ဗျ။ဟုတ်ကဲ့တလက်စာရဲမိတ်ဆက်ပေးချင်တာကျွန်တော်ရခုဗီဒီယိုလေးကိုအကူအညီပတ်မှုထားတဲ့ Football Game မှာ One Sport ကိုလည်းကစားလို့ရပြီ။ Promo Code ဖြစ်တဲ့ FPK အကြီးစလုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါ။ဒီတက်ပို့ပြီးတော့အသေးစိတ်သိချင်တဲ့ဆိုရင်ဘယ်ဘနမတ်6 6 13လုံး3လုံးမှာဆက်သွယ်ဆုံးသံမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ကဲကျွန်တော်ရနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Mera ကပေါ်ပြထားတဲ့ Jared Brownway နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။အသက်22နှစ်အရွယ်အင်္ဂလန်နောက်ခံကစားသမား Brownway ဟာ မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ရဲ့စိတ်ဝင်စားမှုကြောင့် Everton မှာရှိနေမဲ့သူ့ရဲ့အနာဂတ်ပလန်ကိုပြန်လည်စဉ်းစားနေတယ်လို့သိရပါတယ်။ Brandwick ကိုခေါ်ယူချင်နေတဲ့ကလပ်သင်းတွေထဲမှာ Manchester United ကတော့ထိတ်ဆုံးအောင်ဥဆောင်နေတယ်ပေါ့ဗျာ။ပြီးခဲ့တဲ့၃၄၅ရက်တုန်းကပဲကျွန်တော်အဲ့သတင်းတပုတ်ကိုတင်ဆက်ခဲ့ပြီးပါပြီ။ Liverpool နဲ့ Brandwick ကတော့သတင်းသိမ့်မထွက်ပါဘူး။အခုချိန်မှမှဒီသတင်းဖော်ပြချက်အရာ သတင်းထွက်လာတဲ့သဘောမျိုးပေါ့ဒါပေမဲ့ Brandway ကို Liverpool ခေါ်ယူတာထက်စရင် Manchester United ပဲခေါ်ယူပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Marseille မြို့ကန်အသင်းချင်းဖြစ်တာနဲ့အညီခါသည်ပြိုင်ဘက်ကို Brandway ပြောင်းမယ်ဆိုရင်ထင်သလောက်မလွယ်ဘူးပြ။သူ့မှာအရန်ဖိအားများတယ်။ Liverpool ကလည်းခါသည်ပြိုင်ဘက်ကကစားသမားတစ်ယောက်ကိုကောက်ခေါ်မယ်လို့မထင်ဘူး။အဲ့တွက်ကြောင့် Liverpool ကိုဖယ်လိုက်လို့ရတယ်။ Brandway နဲ့ United တို့ရဲ့အခြေအနေကိုပဲကျွန်တော်တို့စဉ်းစားရမှာပါ။ Brandway ကတော့ Man United မျက်စိမိတ်ပြီးခေါ်ရမယ်ကစားသမားတစ်ယောက်ပေါ့နော်။မာကုံရှိတယ် တင်ကားကြီးတကားလို့လုံးဝဖြုတ်နိုင်တဲ့ကစားသမားပါအဲ့တော့ Sporting Lisbon မှာ Diamond ကအဲ့လိုအထာမျိုးကစားခဲ့မှုပါတယ် Inacio နဲ့ပေါင်းပြီးတော့ Diamond ကဟက်ကိုးပုံစံကစားတယ် Inacio ကတော့နည်းနည်း soft ဖြစ်ဖြစ်ကစားတယ်ပေါ့နော် United ရဲ့နောက်တန်းတနေရာမှာအဲ့လိုတဲချံမျိုးဖြစ်မလာဘူးလို့ပြောလို့မရဘူး။ဒါပေမဲ့လည်းအခု United ရဲ့နောက်တန်းမှာအမာဆော့တဲ့ကစားသမားတွေအတော်များပါတယ်။ဥပမာပြောရင်တော့ Matthias De Ligt ကလည်းမာကုံရှိတဲ့ကစားသမားပါ။ De Ligt နဲ့ Brandweight တို့နှစ်ယောက်ပေါင်းတဲ့ပုံစံမျိုးကလည်းမဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ 3 back မှာ CCB တနေရာဘောလုံးလမ်းကြောင်းတေချာခွဲပေးနိုင်မဲ့ Harry Maguire လို့ပလေယာမျိုးတစ်ယောက်ကလည်းလိုတယ်။ Matthias De Ligt ကို CCB မှာထားလို့မရအောင်မဟုတ်ရတယ်။ဒါပေမဲ့ De Ligt ထက်ပိုပြီးဘောကြောနဲ့တဲ့ဘောလုံးအမြင်စူးရှမဲ့ CCB ကစားသမားတစ်ယောက်ကိုခေါ်ရင်တော့ပိုပြီးကောင်းပါလိမ့်မယ်။ Brandwick ကတော့အဲ့လို LCB တို့ RCB တို့နေရာတွေမှာစော့ရင်တော့ပိုပြီးအဆင်ပြေလိမ့်မယ်ဗျ။ Brandwick မလိုဘူးမဟုတ်လိုပါတယ်။ဒါပေမဲ့နောက်တဲ့ CCB ကစားသမားတစ်ယောက်ကိုလည်းခေါ်ယူသင့်ပါတယ်။ဒါမှမဟုတ်လေ Harry Maguire ကိုပဲစာအုပ်တံတန်းတို့ပြီးနောက်တရာသည် သုံးကောင်းလဲသုံးနိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ